အလုံးမင်္ဂလာပါဇွေဘလော့လေးရနေပြီးတော့ပြန်လည်ကြည့်စုလိုက်ပါရရှင်ဒီနေ့တော့ TikTok မှာအရန်ကိုထရန်ဖြစ်နေတဲ့ကျစတော့ဂျူးမြင့်မာလာလေးလှုပ်ရှားဖြစ်ပါရရှင်ဇွေကတော့နီးနနာအိုရှန်ကနေပြီးတော့ပဲသွားဝယ်ခဲ့ပါတယ်ကျစတော့လေးရဂျူးမြင့်တစည်းရမာလာအနှစ်ထုတ်လေးရစက်သားမုံလေးတွေရပေါ့နော်ဝယ်ခဲ့ပါရရှင်အိမ်အတွက်လိုအပ်တာလေးတွေရတခါတည်းဝယ်ခဲ့ပါတယ် ကဲကျစ်စောက်လေးပြုတ်ထားတော့ဆရာရဲ့အတွက် nutri me လေးဖြောတိုက်လိုက်ပါဦးမယ်ရှင်ဒီ nutri me share လေးကဇူးလိုမျိုးနို့နဲ့ပဲတိုက်တိုက်ဒါမှမဟုတ်သူ့ကြည့်ပဲဖြောတိုက်တိုက်နဲ့အမှန်နဲ့ nutri me နှက်စွန်းပေါ့နော်ရောပြီးတော့ဖြောတိုက်လိုက်ရုံပါပဲရှင်ကလေးအသက်နှစ်နှစ်ကနေစပြီးတော့တိုက်လို့ရပါတယ်နော်ဒါလေးကဇူးသားလေးအရန်ကြိုက်လို့တော်တော်လေးလည်းအဆင်ပြေတယ်ပေါ့နော် nutri me လေးကဝမ်းလဲမှန်တယ်ကလေးတွေအတွက်ညံ့လဲကောင်းတယ်အစာချေစနစ်ကိုကောင်းမွန်ပြီးတော့ကိုယ်ခံအားလည်းတက်စေတာကြောင့်ဇူးကတော့တစ်နေ့ကိုတစ်ခွက်ပုံမှန်လေးတိုက်ဖြစ် ဖြစ်ပါတယ်ရှင်ဇူးသားလေးကလည်းတော်တော်လေးကြိုက်တယ်ပေါ့နော်သူရှိသူကြည်ဖြောတိုက်လည်း ကြိုက်တယ်ဒီလိုမျိုးနှုတ်လေးနဲ့ဖြော်ပြီးတော့တိုက်လဲကြိုက်တယ်မှုတ်လေးတွေအလိုကြက်ဥလေးနဲ့ရောပြီးတော့ပေါ့နော်လှုပ်ကြွေးရင်လဲစူးသားလေးကအရန်ကိုကြိုက်လို့စူးတော့တော့တော်တော်လေးကိုအဆင်ပြေပါတယ်ရှင် product quality ဆိုလို့ရှိရင်လဲသူဟာဂျာမနီနည်းပညာနဲ့မလေးရှားနိုင်ငံမှာထုတ်လုပ်ထားတာဖြစ်လို့လုံးဝကိုယုံကြည်စိတ်ချရပါတယ်ရှင်ပြီးတော့မေမေတို့အတွက်သတင်းကောင်းလေးတစ်ခုလဲပြောပြစရာရှိရပေါ့နော်အဲ့ဒါကဒီ nutri mineral လေးကိုမေလတစ်လလုံးမှာအထူး promotion အနေနဲ့မူရင်းဈေး6,500ကနေပြီးတော့4,000 ောင်းခွေးနဲ့ဝယ်ယူလို့ရမှာဖြစ်ပါတယ်เนาะ Nutrimi ကလူကြီးတောက်တဲ့ Nutrimi လည်းရှိတယ်ပေါ့နော်အဲ့ဒီဘူးလေးလည်းဒီမေလမှာ promotion ရှိပါတယ်အဲ့ဒါကတော့မေများနေ့အထိမ်းအမှတ်အနေနဲ့ပေါ့နော်မေလအစနေပြီးတော့၁၇ရက်နေ့အထိ Nutrimi Golden Age တပူးဝယ်လို့ရှိရင်အညောင်းညာပြည့်စည်တဲ့ Food Shop ရှေးစိန်စားတုပ်လေးတစ်ခုပေါ့နော်တစ်ထုပ်လက်ဆောင်ရမှာဖြစ်ပါတယ် ကဲအဲ့တော့ Nutrimi Share လေးကိုပဲဝယ်ခြင်းလို့ဖြစ်ဖြစ် Nutrimi Golden Age လေးကိုဝယ်ခြင်းလို့ပဲဖြစ်ဖြစ်ပေါ့နော်မေလာတရက်နေ့ကနေပြီးတော့9ရက်နေ့အထိ Nutrimi Promotion တွေကိုလှည့်တန်းစံနာမှာပြုလုပ်နေတဲ့ Beauty Diary Promotion Area မှာဝယ်လို့ရပါတယ်ကဲအဲ့ကိုမသွားနိုင်ဘူးဆိုလို့ရှိရင်လည်း Beauty City Beauty Diary City Care နဲ့ရွှေအိုးစေးဆိုင်တိုင်းမှာဝယ်လို့ရပါတယ်ရှင် အရာသာလဲရှိအဟာရလဲပြည့်စုံတဲ့ Nutrimile ကမိသားစုတွေအတွက်အကောင်းမွန်ဆုံးသောကျန်းမာရေးလက်ဆောင်ဖြစ်လို့ promotion နဲ့အမီဝယ်ထားဖို့ဇူကတိုက်တွန်းပေးရစီရှင်။ ကဲဆရာကြီးကိုတိုက်ပြီးပြီဆိုတော့ကိုစားဖို့လေးလည်းပြင်လာအောင်ပဲပေါ့နော်ကြဲကြဲတော့ပြုတ်ထားတဲ့ဟာလေးကိုရေးစစ်ပြီးထည့်လိုက်မယ်ပြီးရင်မာလာအနှစ်ထုပ်လေးတစ်ထုပ်လုံးထည့်လိုက်မယ်ပေါ့နော်ပြီးရင်ငေုပ်သီးစိမ့်လေးလည်းထည့်လိုက်ပါသေးရဲ့ဒါကတော့ပီနန်သီးလေးပေါ့နော်ပူပြီးမှုေးသွားအောင်လို့ပြီးရင်တော့စားလေးရဲ့အချိုမိုလေးနည်းနည်းရဲ့ပြီးရင်စုမာဆလာလေးလည်းကြိုက်တယ်လို့နည်းနည်းလေးထည့်အောင်မယ်အနံလေးငေုပ်ကောင်းလေးနည်းနည်းထည့်တယ်ပြီးရင်တော့စက်သားမုတ်လေးထည့်မယ်ပေါ့နော်ကျန်တဲ့ဒါကတော့ဂျူးမြစ်လေးထည့်မယ်ကျန်တဲ့အစာပလာတွေတော့မထည့်တော့ဘူးဘာလို့ဆိုတော့ဒီမာလာအနှစ်ထုပ် င်မှာအရသာလေးအကုန်ထုံဆက်ပြဲလန်လုံးဝကြောက်တွေပါတွေရောအကုန်လုံးပါရဲ့ဆိုတော့လေအနံ့အလုံးဝအထုံအဆက်ဆိုတော့သူအများကြီးမထဲတော့ပါဘူးအရသာမြီးကြည့်လိုက်တယ်ပေါ့နော်ပြီးတော့ဒီမာလာအနှစ်ထုပ်ကိုထည့်မယ်ဆိုလို့ရှိရင်လေစားတွေရွှေမုတ်တွေကိုလည်းပြီးတော့မှပဲအရသာမြီးပြီးတော့မှပဲထည့်တာပိုကောင်းတယ်ပေါ့နော်မို့ရင်တော့ငံသွားရပါပြီဖြစ်တယ်လို့ပေါ့နော်သူကတော့အရသာမြီးကြီးကလုံးဝကွက်တီပါပဲကျွန်း ကြည်ရင်လည်းလုံးဝစားကျင်တယ်အနံ့ကလေးမာလာနဲ့သင်းပြီးတော့ချက်ချက်တော့ကထုတ်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 လေးနဲ့ဂျူးမြစ်ကမွေးတော့လေးတော်တော်လေးလိုက်ဖက်ပါတယ်ရှင်ဆိုတော့အရန်ကြိုက်ပါတယ်အရသာလေးမြည်ကြည့်တော့အရသာကွက်တီပဲဒါပေမဲ့မာလာလေးအနံ့လေးပို့မွေးသွားအောင်ပေါ့နော်ခုနအနစ်ထုတ်လဲထည့်ထားတယ်အကင်မုံလေးလဲစုထက်ထည့်ပြီးတော့နယ်လိုက်ပါတယ်ရှင်အကင်မုံလေးထည့်လိုက်တော့ပို့ပြီးမွေးပြီးစားလို့ပိုကောင်းပါတယ်အနစ်ထုတ်အရသာနဲ့အကင်မုံရဲ့အရသာမတူဘူးပေါ့နော်အဲ့တော့အကင်မုံလေးထည့်လိုက်တာပို့ပြီးတော့အရသာပြည့်စုံပါတယ် ရှင်မဟာလာရောကြက်ချက်တော်ရောဂျူးမြင့်ရောကြိုက်တယ်ဆိုရင်အခုလိုမျိုးတွေလှုပ်ရှားကြည့်ပေါ့နော်ဇူးကတော့၃မျိုးလုံးကြိုက်တဲ့လူဆိုတော့တော်တော်လေးကြိုက်ပါတယ်စားလို့လည်းကောင်းနေပေါ့နော်ကဲတုတ်လို့လည်းပြီးပြီးရဟန်းကိုရကူရိုးရှင်းနေဒါလေးကိုရေခဲတစ်တာလေးထဲမှာခဏပေါ့နော်စားလို့ပူကောင်းသွားအောင်နှက်ထားလိုက်ပါမယ်ရှင်ကဲဒီမှာဇူးရေခဲတစ်တာလေးထဲကိုပေါ့နှက်ထားတာစားလို့အစစ်သင်မယ်ဆိုတော့စားပြီးတော့စားလိုက်ပါဦးမကျူးမလီမွေးနေရပါ မာလာအနံ့ရဲ့ဂျူးမြစ်အနံ့ရဲ့ပေါ့လေဒါလေးစုဒီမှာဒီထဲကိုထည့်လိုက်မယ်နော်อืมมาจิ๋วมะลิลงว่าซ่าจิ๋วเสียไปซูก็จ่อเลยแจ๊ะๆတော့ก็จูเมกก็ไจ่ได้ลูสรอกซูด้วยด่าลงว่าเฟเวอริตฟู้ดโหลမျိုးผิดเนี่ยป่ะเนาะอืมเชเวอุ๊ย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  မှဒါဆိုအယိုးလို့ကောအယိုးနဲ့ရောပေါ့နော်အယိုးလို့လဲကြိုက်လို့အယိုးနဲ့လဲဆိုတုံးထားပါတယ်ဆက်ကြပါဦးอืมရေရောင်တော့လိုက်ရအောင် lomwa tondo msasane tondo sabiele chere Hmm. hmm

အယိုးကကျင်တဲ့လူကကျတော့အယိုးနဲ့ကျကျတော့ကိုတုံးပေါ့နော်ဆိုတော့ဒီလိုမျိုးအယိုးမပါတဲ့ဟာလေးကိုပို့ကြိုက်တယ်อืม တချို့တော့မလာဘူးခဏခဏစားဘူးရဒါပေမဲ့ဂျိုးမြစ်လေးနေရတော့ဒါပထမဆုံးစားဘူးတာပေါ့နော်သူကဂျိုးမြစ်ကိုအစကတည်းကကြိုက်တယ်လို့ဆိုတော့လေအစကတော်တော်အဆင်ပြေတယ်ဝတားတို့လိုစားရင်လည်းစွတ်တူလေးကြိုက်စားတယ်လို့ပေါ့အဲ့လိုပုံစံမျိုးလေးပေါ့ဒါတို့လည်းအယိုးလို့ပဲဒါပေမဲ့သူတည်းမှာအယိုးလေးပါတော့လေဝါကထုတ်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 နဲ့ကောင်းတယ် တချက်တော့ဆိုရင်တော့အယိုးလုတ်ကိုပိုကြိုက်တယ်음ဒါဇူးပြောက်တဲ့စားရမှာမကုံလို့ရှင်လေရေကက်တက်တာတွေကိုပြန်သိမ်းထားလို့ရတယ်ပေါ့နော်ဇူးမျိုးသားကြတော့ဒီလိုမျိုးအထုံဇက်တွေသူတိတ်မကြိုက်ဘူးချက်ချက်တော့လည်းသူတိတ်မကြိုက်ဘူးအင်းတရားရဲပြီးလို့ရှင် ရေကင်းသစ်တာလေးတွေကိုသိမ်းထားပြီးတော့စားလို့ရတယ်ပြီးတော့ထမင်းနဲ့စားကျင်တဲ့လူကကြတော့လေဒါလေးကိုစားခံနေကြလို့ရှင်အပေါ်ကနေပြီးတော့လေစီကြွတ်ကြွတ်စူအောင်တည်ပြီးတော့စီလေးလောင်းထည့်လိုက်လို့ရှင်လေထမင်းနဲ့စားရင်တော်တော်ကောင်းတယ်อืมနားရွေးစားပါလေ

嗯。你能吃到没？စားလို့ကတော့အထုံအဆက်ကြိုက်တဲ့လူဆိုလို့ရှိရင်လောက်စားကြည့်တော်တော်လေးစားလို့ကောင်းတယ်။ဇလိုမျိုးတွေအဲမဲ့ သူ့ကြည်စားမယ်ဆိုရင်တော့စီမထက်နဲ့ပေါ့နော်ထမင်းနဲ့လို့ဟင်းလို့ပုံစံမျိုးလေးစားကြတယ်ဆိုရင်ကျတော့အပေါ်ကနေပြီးတော့စီကြွက်ကြွက်စုလေးလောင်းပြီးတော့စားအဲ့တော့ထမင်းနဲ့နေဖက်စားအရန် green မိန်နဲ့စားလို့လည်းရန်ကောင်းနေပေါ့နော်ဆိုတော့ဒါကုန်းလောက်လေးနည်းနည်းလေးစားအောင်မယ်ဆက်လက်အရန်ဆက်တယ်ပိုတဲ့ဟာလေးကိုတော့အခုလိုမျိုးပေါ့နော်ဒီလိုမျိုးပူလေးတွေကိုထည့်ပြီးရေကဲသစ်တာလေးထဲမှာထည့်ပြီးတော့တင်လို့ရတယ်သူကအရန်တော့အကြာကြီးမခံဘူး ဂျူးမြစ်တွေတခြားစာပလာတွေပါတဲ့အတွက်တိုးတက်တယ်ပေါ့နော် အော်ဒီထဲမှာထည့်ထားပြီးတော့တရက်နေ့အတွင်းကိုအောင်စားနိုင်တော့ပိုကောင်းတာပေါ့ဆိုတော့ကြက်ကြက်တော့ကဂျူးမြစ်ကအခုလိုမျိုးအထုံအဆက်မလာအရသာကြိုက်တယ်ဆိုလို့ချင်းလှုပ်စားကြည့်ပါလို့စားလို့တကယ်ကောင်းပါတယ်လို့ ဆိုဗီဒီယိုလေးကိုဆောင်းကြည့်ပြီးလေကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဆိုပြန်ပြကြမယ်အားလုံးပဲတန်တာခက်တီတီနဲ့ရေခဲတစ်တာတွေကိုထည့်သိမ်းမယ်လို့ဒါပြောတာတညတဲ့နဲ့ကုံသွားပါတယ်ရှင်တရက်ခန်းကတော့အထုံဆက်မကြိုက်ပါဘူးဆိုတော့ဇူးအမျိုးသားခိုးစားသွားတာပါကဲအားလုံးပဲတန်တာ